ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဂျို collaboration ဆိုင်အိမ်ပဲဖြစ်ပါတယ်ဒီကနေ့ video မှာတော့ brother တို့အနေနဲ့2026မှာပြန်လာတော့မယ်ဆောင်းဝန်းလူကြိုက်များတဲ့ event ၃ခုအကြောင်းပြောပြမှာဖြစ်ပါတယ် okay ဗျာအဲ့ဒါဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ video လေးမစတင်ခင်မှာထုံးစံတိုင်းပဲကျွန်တော်ရဲ့ YouTube အကောင့်လေးကို like and subscribe လေးနှိပ်ပြီးဘယ်နှခေါင်းလေးကိုပဲနှိပ်ထားခဲ့ကြဖို့ပြောချင်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ video လေးစလိုက်ကြရအောင်ဗျာ ကေဘရာမအူဆုံးအနေနဲ့ဆောက်ဝဲလူကြိုက်များတဲ့ကျော်တို့ Wait a minute. Who are you? လူငယ်ကြားမှာလဲခြေပန်းစားတဲ့ပေါ့နော်ကျော်ဘယ်လိုပြောရမလဲဒီ Advisor Way Event ပေါ့နော်ဒီ Advisor Way Event မှာ ဆိုလို့ရှိရင်လေဘရာဒါတို့အနေနဲ့ဇန်နဝါရီလမှာရောက်ရှိလာမှာဖြစ်ပြီးတော့ဘရာဒါတို့အနေနဲ့ဇန်နဝါရီလ or ဖေဖော်ဝါရီလအတွင်းမှာရောက်ရှိလာမယ့် event တခုဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဇန်နဝါရီလလို့ပုံသေးကြီးမပြောရလဲဆိုလို့ရှိရင်ဆိုရှေ့ရ event တွေကလည်းဒီလိုမျိုးပြုတ်သိမ့်နေတဲ့ event တွေအများကြီးပဲမှုလို့ကျွန်တော်အနေနဲ့မှဒီ advisor way event ကပေါ့နော်ဘရာဒါတို့အနေနဲ့ ဇန်နဝါရီလမလာလို့ရှိရင်တော့မှပဲဖေဖော်ဝါရီလလောက်တော့လာမှာပါအဲ့အတွက်ကြောင့်မို့လို့ဘရာဒါတို့အနေနဲ့ကျော်တို့အာဖောက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကလူငယ်ချားမှာဘရာဒါတို့တည့်ရတဲ့အတိုင်းပဲလူငယ်ချားမှာခစ်စားရဲဆိုတော့ဘရာဒါတို့အနေနဲ့ ဖော်ပြပြောခြင်းပါတယ်ဘာဖြစ်လို့ခစ်စားရလဲဆိုတော့ဗောနော်သူရဲ့ခစ်စားရတဲ့အကြောင်းအရေးရတော့ကျွန်တော်တို့မော်စကိုရဲ့ဒီ advisor အဲ skin ကကျွန်တော်တို့ tennis skin တွေမထွက်ထားတော့ကျွန်တော်တို့ sovereign ကိုလှတဲ့ skin တခုလို့ပြောလို့ရပါတယ်ဒါသားတို့ကိုယ်တိုင်လည်းတည်ပါပါကျွန်တော်တို့ဗောနော် ဲ့ဒါကြောင့်မို့လို့ဒီမော့စကိုစကင်ကတော်တော်ခစ်စားခဲ့တယ်အဲ့ဒါကြောင့်မို့လို့ကျန်တဲ့တချို့လူတွေဖောက်မယ်ဆိုလို့ရှိတာမှာပဲမော့စကိုလောက်ယူဖို့ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဂဲပလီယာတွေကတော့ကြိုက်မဲ့တဲမှာတော့မပါပါဘူးအပိုင်ဇယ်ဝင်းအီကန်ကတော့ကျွန်တော်ကိုယ်တိုင်လည်းမော့စကိုလောက်ယူရင်ကောင်းမလားဒါမှမဟုတ်မယူပဲနဲ့နောက် event တွေစောင့်ရင်ကောင်းမလားဆိုတော့စဉ်းစားနေပါတယ်ကဲပထမဦးဆုံးအနေနဲ့ဇန်နဝါရီလတူဖေဖော်ဝါရီလ event ကိုပြောပြပါရည်ဆိုတော့နောက်တဲ့တစ်ခုအနေနဲ့ဖေဖော်ဝါရီလတူ match လာကိုကျော်ပြောပြမှာဖြစ်ပါတယ်။ February လနဲ့ match လာအတွင်မှာထွက်ရှိမဲ့ event ကတော့ကျော်နှစ်ခုရှိပါတယ်။ဟုတ်ပါတယ်။ဘာလို့လဲဆိုတော့ကျော် February မှာတစ်ခုထွက်မယ်။ match လာမှာတစ်ခုထွက်မယ်ဆိုပြီးတော့မှနှစ်ခုပြောကြားထားပါတယ်။အဲ့ဒါကတော့ဒီ event နှစ်ခုပဲဖြစ်ပါတယ်။ကျော်တစ်ခုခြေစီပြောပြပါမယ်။ပထမဆုံး event အနေနဲ့ကတော့ကျော်တို့ KOF event ဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီ KOF event ကတော့လူတော်တော်များများစောင့်နေတဲ့ event လို့ပြောလို့ရပါတယ်။ KOF event မှာတော့နှစ်မျိုးရှိပါတယ်။ဒါကတော့ brother တို့လည်းသိပါပါ။ KOF ရိုးရိုး KOF QF နဲ့ QF 97ဆိုပြီးတော့နှစ်မျိုးထွက်ရှိတာရှိပါတယ်။ QF 97မှာဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ကျွန်တော်၆နေပါတယ်တော့ပမာမဟုတ်ဘူး။နည်းနည်းလူကြိုက်နေတယ်လို့ပြောလို့ရတယ်။ဒါမဲ့သူ့ရဲ့ခေစားဝတဲ့အကြောင်းအရေးရတော့ Golden Hand နံပါတ်၄လောက်ပြီးလိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကောင်ကနည်းနည်းလေးတော့ခေစားသွားတယ်လို့ပြောလို့ရပါတယ်။အာဘောနော် QF ကတော့ကျွန်တော်ထူထူပြောစရာမရှိပါဘူး။ brother အနေနဲ့ခေစားရဲဆိုတော့တည်ပါပါ။ โอเคအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုတွားလိုက်ကြရအောင် QF event ကတော့ကျွန်တော်တို့အာ match February လာ to match လာအတွင်းမှာထွက်ရှိမဲ့ event တခုဖြစ်ပါတယ်နောက်တစ် February လာ to match လာအတွင်းမှာထွက်ရှိမဲ့ event တခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ Hero Skin event မှာဟုတ်ပါတယ်ဒီရဲ့2026က event တွေထဲမှာကျွန်တော် event တွေကစောင့်ဝမ်းများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ diamond league ကြိုးစုတောက်ဖို့ပြောချင်ပါတယ်2026ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့တော်တော်ကြီးကိုလူသေးရဲ့ဆိုတော့ AC လေးစုလို့ရရပါတော့အဲ့ဒါကြောင့်မို့လို့ brother ကိုကျွန်တော်စုကိုပြောချင်တာပါအာ โอเคဗျာအဲ့ဒါဆိုလို့ရှိရင်တော့နောက်ထပ်တစ်ခုထပ်ပြီးတော့တွေ့ကြမယ် Heroes Game Event Heroes Game Event ကလည်းကျွန်တော်တို့ဇန်နဝါရီလတူ February ဟုတ်အောင် February လတူ Match လအတွင်းမှာထွက်ရှိမဲ့ event တစ်ခုဖြစ်ပါတယ်ကျွန်တော်ပထမမှားတော့ပါဟုတ်ပါတယ် February လတူ Match လအတွင်းမှာထွက်ရှိမဲ့ event မဖြစ်ပါတယ် Heroes Game Event မှာဆိုလို့ရှိရင် Brother တို့အနေနဲ့တော်တော်လေးကိုရေပန်းစားမဲ့ event လို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Heroes Game Event ကကျွန်တော်တို့လုံးဝလုံးဝပေါ့နော်စသစာချင်းကလေးကခင်စားခဲ့တဲ့ event အလေက Diamond အနေနဲ့ကလည်းစကင်တကောင်ကိုလူချင်းနေဆိုလို့ရှိရင် ော့ diamond 8000လီကုန်ကြတဲ့ event လို့ဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ကတော့ဒီတိုင်းပလဲကြီးဖောက်လို့ရှိရင်တော့ diamond 8000ကျွန်တော်တို့ကတော့နည်းနည်း free token တွေပါညာဆောက်ပြီးတော့ဖောက်မယ်လို့ရှိရင်တော့အများကြီးကုန်မယ်လို့တော့ကျွန်တော်အနေနဲ့မှမထင်ပါဘူး။အော်ထင်ပါတယ်ဟာမနေမအောင်တော့ဖြစ်နေပါတော့ဟောအဲ့တော့ကြောင့်မလို့ brother တို့အနေနဲ့ကျွန်တော်တို့ hero skin event ကိုဖောက်မဲ့တွေရှိလို့ရှိရင်လည်းကျွန်တော် diamond ကျေစုတာကိုပြောချင်ပါတယ်အာကျွန်တော်ဇန်နဝါရီ February လတူ match လအတွင်းမှာကျွန်တော်ထိတ်ရှိမဲ့ event နှစ်ခုတောင်မှရှိရယ်ပေါ့နော်အဲ့ဒါတော့ KOF နဲ့ hero skin event မှာအာ အဲ့ဒါကကျော်ဘလူးလာမှာလဲဆိုတော့ brother တို့အနေနဲ့ QF event ကအရင်လာမယ်ဆိုလို့ရှိရင်အာ hero skin event နောက်ဆုတ်သွားပါလိမ့်မယ်ဒါမှမဟုတ် hero skin event ကအရင်လာမယ်ဆိုရင် QF event ကနောက်ဆုတ်သွားပါလိမ့်မယ် brother တို့အနေနဲ့ကျွန်တော်ကိုမေးကြမှာပါဗျာဟာအဲ့ဒါဆိုလို့ရှိရင်များခြုံစကင်ကနှစ်ကောင်လုံးထွက်ရှိမယ်လို့ထင်လားဗောနော်အာခြုံစကင်နှစ်ခါလုံးတော့ event ကြီးမလုပ်ပေးလောက်ဘာညာနဲ့အမှန်တကယ်နဲ့ပြောရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့တခုခုတော့ဈေးကြီးအောင်လုပ်ထားမှာဖြစ်ပါတယ် ဘယ်လိုမျိုးပြောရမလဲဆိုလို့ရှိရင်ကျွန်တော် Hero Skin Event မှာကျွန်တော်တို့အာ Hero Skin event ချောင်းကိုကျွန်တော်ဈေးလေးနည်းနည်းလောက်လျှော့ပြီးတော့ရောင်းမိမယ်ဒါမှမဟုတ်လဲပေါ့နော်နည်းနည်းပေါက်ရလွယ်ပေါင်းလို့လူတွေအကုန်လုံးဝယ်လို့ရအောင်လို့ဟိုတစ်ခေါက်လျှော့ပြီးရဲ့အတိုင်းပဲကျွန်တော်လျှော့ပြီးမယ်လို့ထင်ပါတယ်အာပြီးသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ QF က6 skin ကိုတော့နည်းနည်းပေါက်ဖို့ခေးရင်းပေါင်းလုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ brother အနေနဲ့ကျွန်တော် တွေးအောင်တွေးမိမှာမဟုတ်တဲ့အတိုင်းပဲ brother တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးကြီးဖြစ်သွားမယ်ဆိုလို့ရှိရင်တော့တိတ်တော့အဆင်မပြေဘူးပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ January February March လအတွင်းမှာထွက်ရှိမဲ့ event ၃ခုပြောပြပါပြီဟေးအခုလောလောဆယ်တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ brother တို့ပြော်တော့အောင်လို့ surprise တစ်ခုတိုက်ရိုက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အာ ဧပြီလမှာထွက်ရှိမဲ့ event ပေါ့နော်အဲ့ event ကတော့မတည်ကြပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့မူတွန်းဘက်ကတရားဝင်မပြောရသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ပြန်လာမယ်ဆိုပြီးတော့တည်င်းနေအများကြီးအများကြီးဥမှာထွက်နေလို့ကျွန်တော်ပြောပြတာပါဘာလို့လဲဆိုတော့ကျွန်တော်ဧပြီလမှာ event တစ်ခုကလွတ်နေရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဟိုကျွန်တော်တို့ဧပြီလက event အနေနဲ့ကျွန်တော်တို့မူတွန်းဘက်ကနေပြီးတော့ကျွန်တော်တို့ဟုတ်ပါတော့အာဒီရဲ့အကိုင်းရဲ့ကျွန်တော်တို့ဘယ်လိုပြောရမလဲအာကွန်ဖူပန်ဒါ event ကိုပြန်ထည့်ပေးမယ်လို့ပြောကြပါတယ်ဒါပေမဲ့ကိုဘူးပန်နာကတော့ဒုံတွဲလုံဆွဲနေတယ်လို့ပဲပြောရမလားတော့မသိဘူးဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဗောနော်အာကိုဘူးပန်နာရဲ့ event ကိုမိုတုံးကပြန်ပြီးတော့ထုတ်ပေးခြင်းနဲ့ player တောက်ဆုံမှုကလည်းစောင့်ရဲများတဲ့အတွက်ကြောင့်မို့လို့ဒါပေမဲ့ကျော်တို့ကိုဘူးပန်နာရဲ့ owner ကသူ့ရဲ့အဲ့ဟာဘောနော်ထုတ်ခွင့်လုံးအောင်မပေးတော့ဘူးလို့ကြားသိရပါတယ်အဲ့တကြောင့်မို့လို့ brother တို့အနေနဲ့အဲပြန်မလာနိုင်တော့တဲ့ event လို့ ပြောလို့လည်းရတယ်လို့ပြန်လာမယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး event လောက်ဖြစ်သွားပါလိမ့်မယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့အာဖောက်မယ်ဆိုလို့ရှိရင်တော့ဖောက်ပါတော့ဒါပေမဲ့ပြန်မလာဖို့ရာခိုင်နှုန်းအကျုံ90 80ရာခိုင်နှုန်းလောက်တိရှိပါတယ်အဲ့အတွက်ကြောင့်မို့တော်တော်လေးကိုများနေတဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့လာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုကန်ကောင်းတာပါ okay ကျွန်တော် view လေးကဒီလောက်ပါ brother တို့ရေ channel လေးကို subscribe လုပ်ခဲ့ရသေးတယ် subscribe နှိပ်ခဲ့ပြောခြင်းပါတယ်